အေးစိမ်ထောင်မှာကျိုးပေးခံခဲ့ရတဲ့ចောင်းသားကောင်းဆောင်ဆလိုင်းတင်မောင်ဦးလိုရဲရင်သူတွေများများပေါ်ပေါက်လာဖို့လိုတယ်လို့ AAPP ကောင်းဆောင်တယောက်ကဆလိုင်းတင်မောင်ဦးကြဆုံးခြင်း49နှစ်မြောက်မှာပြောဆိုလိုက်ပါတယ်ဒီသတင်းကိုမောင်တူးပြဖို့ထားပါတယ်ရှင်ဟုတ်ကဲ့ပါကျောင်းသားကောင်းဆောင်ဆလိုင်းတင်မောင်ဦးဟာ မာဆလာအစိုးရရဲ့အင်းစိန်ထောင်တွင်1986ခုနှစ်ဇွန်လ26ရက်ကကျိုးပေးတက်ဖြတ်ခံခဲ့ရတာ49နှစ်ပြည့်ပါပြီဒီနေ့မှာပဲသူလိုရဲရင်တဲ့ចောင်းသားကောင်းဆောင်လေးပေါ်ပေါက်စီရင်နေလို့ပြောဆိုလိုက်တာပါအဲ့တော့ကိုစလိုင်းတင်မောဦးဆိုတော့တကယ်ချင်းမိုးသားဖြစ်တယ်တကယ်ပညာတတ်ဖြစ်တယ်ဒီအဲ့လိုပဲဒီချင်းမိုးသားတစ်ခုတည်းအတွက်ပုံပဲနေမြန်မာတနေငယ်လို့သူ့မလို့ရေးဆိုစူးစားတဲ့ပုံပဲနေသူဖြစ်တယ်ဒီလိုလူမျိုးတွေမများပေါ်ထွန်းမှုလို့ ဲ့လိုပေါ်ထွန်းတဲ့အခါမှာကျွန်တော်တို့တိုင်းရင်းသားပေါင်းစုံကတကယ်လူငယ်တွေကျောင်းသားတွေကလည်းကျွန်တော်တို့ဒီလိုကိုယ်စလဲကြမအောင်လို့မျိုးစိတ်ဓာတ်နဲ့ကျွန်တော်တို့တိုင်းပြည်လွတ်မြောက်ရေးအတွက်ကျွန်တော်တို့လူမျိုးတွေလွတ်မြောက်ရေးအတွက်ဝိုင်းဝန်းကြိုးစားကြိုးပမ်းကြပါသို့လို့တက်ကြည့်ကြပါဒီနေ့မှာစလိုက်တင်မောင်ဦးကြာဆုံးခြင်းအခမ်းအနားတွေကိုသခိုင်းတိုင်းတပိတ်စစ်ကြောင်းနေမှာလည်းပြုလုပ်ခဲ့ကြပါတယ်။အာကျွန်တော်တို့ဒီဘယ်လိုပဲကြိုးပမ်းခံရနိုင်ရဘယ်လိုပဲကျွန်တော်တို့ဒီ ကျောင်းသားကောင်းကောင်းတွေကျောင်းသားတွေကိုဒီအနာရှင်တွေကဖိနှိပ်ခံအဲကျွန်တော်ကျောင်းသားတွေဒီအဲဒီနေရာတစ်ခုမှာကျွန်တော်လွံ့မြောက်နေမှာဖြစ်တယ်ပေါ့နော်နေရာတစ်ခုမှာလွံ့မြောက်နေမှာဖြစ်တယ်ကျွန်တော်တို့ရောက်တဲ့နေရာဒီဘယ်နေရာဖြစ်ဖြစ်ကျွန်တော်တို့ကျောင်းသားတွေဒီတော်လန်နေမှာဖြစ်တယ်ပေါ့ကျောင်းသားတွေရောက်တယ်ထိုင်းမြန်မာနေဆက်ရောက်ရွေးဦးတော်လန်ရေးအင်အားစုတွေကလည်းစလိုင်းတင်မောင်ဦးဟာစံပြခေါင်းဆောင်ဖြစ်တယ်လို့ဆိုပါတယ် ဒီကိုစလိုင်းတင်မဟူကကျမတို့ပြဆံပြခေါင်းဆောင်ဖြစ်ပါတယ်ဆေယနာရှင်တွေကသူ့ကိုဖမ်းဆီးပြီးတော့ထောင်ထဲအကျဉ်းချပြီးတော့ကျိုးစင်ပေါ်ရောက်တဲ့အထိကိုသူကလုံးဝကိုဒူးမထောက်အလံမလဲပဲနဲ့ဒီဆေယနာရှင်စနစ်ကိုအသက်သေဆုံးတဲ့အထိရွေးချယ်ချက်ခုခံတိုက်ခိုက်သွားတယ်လို့ဖြစ်ပါတယ်ဒါကြောင့်မို့ကျမတို့ဒီဆေယနာရှင်ဒေါ်လာရေးကိုလုံဆောင်ခဲ့တဲ့တစ်ချောင်းမှဆိုလို့ရှိရင်ဒီလိုမျိုးမြင့်မြတ်စွာမိမိရဲ့အသက်ခံတာကိုထည့်ဝင်သွားတဲ့ခေါင်းဆောင်တွေရဲ့စွန့်လွတ်ထည့်ဝင်မှုပါဆိုလို့ရှိရင်ကျမတို့ရဲ့တကယ်ကိုဆန္ဒမှုများယူစရာဖြစ်ခဲ့ရပါတယ် ဒီနေ့မှာစလိုက်တင်မောင်49နှစ်မြောက်ကြာဆုံးခြင်းအခမ်းအနားကိုအရှိုချင်းအမျိုးသားဖက်ဒရယ်ကောင်စီကလည်းကျင်းပခဲ့ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ